စကိုင်းတိုင်းပုတ္တလင်မြို့နယ်တနေရာမှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDS ကန်တခုကိုစိုးစုတက်ကဒီဇင်ဘာ3ရက်ညပိုင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင်းတပ်ဖွဲ့ဝင်2ဦးကြာဆုံးက3ဒဏ်ရာရှိသွားတယ်လို့မြေပြည်သတင်းမြစ်တီကပြောပါတယ်။တတဦးနေတက်ကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့မုံရွာနမခကတက်လာတဲ့ Paramotor နှစ်စီးဟာတပြိုင်တည်းထဲမှာကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိနေတဲ့နေရာတက်တက်ကိုလေကြောင်းကနေပောက်ကွဲအားပြင်းထန်တဲ့ 120မမဘုံဒီ၃လုံးကြက်ချတိုက်ခိုက်ခံရတာဖြစ်ပါတယ်။စိုးစုရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့်ဘာမအာမီရဲ့စစ်ဒေသလေးတရင်တက်က PDF တပ်ဖွဲ့ဝင်2ဦးကြာဆုံးခဲ့ပြီးတော့နောက်ထပ်တပ်ဖွဲ့ဝင်3ဦးလည်းဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ဒီကိတ်ဒဏ်ရာရရှိသူတွေကိုတော့တုံ့ချုံတဲ့နေရာမှာစေဝါကုသမှုပေးနေပြီးတော့အခြေအနေစောင့်ကြည့်နေဆဲဖြစ်တယ်လို့ MFB ရဲ့သတင်းမြစ်ကပြောပါတယ်။ နေကြောင်းတိုက်ခိုက်ခံရမှုကြောင့်နေရမာတင်ကြာဆုံးခဲ့တဲ့ရဲဘော်တို့ရဲ့ရုပ်အလောင်းကိုတော့ဒီဇင်ဘာ၄ရက်မနေ့ပိုင်းမှာအလောင်းကောက်ယူနိုင်ခဲ့ပြီးတော့ဒဏ်ရာရှိသူတွေကို စေကူတာမှုပို့ဆောင်နေစမှာပဲနောက်ထပ်တအူထပ်မံကြာဆုံးခဲ့တာဖြစ်ပါတယ်။လက်တလုံးလုံးကြုံရင်အခြေအနေရကြာဆုံးဒဏ်ရာရှိတဲ့တပ်ဖွဲ့ဝင်တွေရဲ့အသေးစိတ်အချက်လက်တွေကိုတော့အမှတ်ပြနေတဲ့တိကျအတိပြုနိုင်တာမျိုးမရှိသေးပါဘူး။ပြီးခဲ့တဲ့ဒီဇင်ဘာ၂ရက်ညပိုင်းကလည်း ဘုဒ္ဓလင်မြို့နယ်ကန်သာရွာကိုမုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေဂျိုင်းယိုကော့ပရာနဲ့ဘုံသီးနှလုံးကျချတိုက်ခိုက်ခဲ့ရကြောင်းပြည်သူနှုတ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအီသုံးလုံးထိမှန်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။